မြန်မာပလာဇာရှိမှာတရုတ်ဆောင်မှုအောင်ရင်ရဲ့ကားအပါဝင်ကား6စီးဆင်တိုင်းမှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်မြို့ကဘာရီဖျားလန်မြန်မာပလာဇာရှိမှာမနေ့ကဒီဇင်ဘာလ10ရက်နေ့ည10:00နာရီဝန်းကျင်အချိန်ခန့်ကတရုတ်ဆောင်မှုအောင်ရင်ရဲ့ကားအပါဝင်ကား6စီးဆင်တိုင်းမှုဖြစ်ပွားခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ် အဲ့ဒီဖြစ်စဉ်မှာမြမပလာဆာအနီးကဘာကြီးဖျားလန်းပေါ်ရှိဂုံးချော်တရားပေါ်ကနေအချိန်နဲ့ဆင်းလာခဲ့တဲ့ Toyota Lexus အမဲရောင်ကားကမီးပွိုင်းမှာတန်းစီနေတဲ့ EV ကတက္ကစီနဲ့ AC ကားတွေကိုဝင်တိုက်မိတာဖြစ်တယ်လို့သိရပါတယ်။ Toyota Lexus အမဲရောင်ကားကမိုးအောင်ရေမောင်းလာတာလို့လည်းပြောကြတယ်။ရှင်တိုင်းမှုဖြစ်ပြီးမှအဲ့ဒီနာကိုရောက်သွားတာဆိုတော့ဖြစ်စဉ်တည်တည်ချာချာတော့မသိရသေးဘူးမိုးအောင်ရင်ကတော့အေးစစ်စစ်ပဲသူ့ကောင်မလေးလည်းပါတယ်ထိခိုက်တံရရတာမျိုးလည်းမတွေ့ရဘူး တခြားသူတွေလည်းဒဏ်ရာရတာတော့မရှိဘူးကားတွေကတော့ကားတိုက်တဲ့အချိန်ပြင်းပုံရတယ်တော်တော်ပြက်စီးသွားတာဟုဆိုကာတက္ကစီရင်မောင်းတယောက်ကပြောပါတယ်ဒီဖြစ်စဉ်မှာစုစုပေါင်းကား၈စီးဆင်းတိုက်မှုဖြစ်ခဲ့တာလို့ပြောဆိုမှုတွေလည်းရှိနေခဲ့ပြီးနှစ်စီးကတော့အနှဲငယ်ထိခိုက်ပွန်းချေရုံလောက်သာဖြစ်သွားတာမို့အခင်းဖြစ်နေရာကနေထွက်ခွာသွားခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်မနေ့ကဒီဇင်ဘာလ10ရက်နေ့မှာပဲည10:00နာရီ18မိနစ်ဝင်းကျင်ကရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်မြောက်ပိုင်းရက်ကွက်ဖျားလီလန်းခွေမှာစီပေါ့စာရှင် တစီကရက်ထားတဲ့ရှင်ကိုဝင်ရောက်တိုက်မိခဲ့ပြီးကားမိလာမှုဖြစ်ပွားခဲ့တယ်လို့လည်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ အဆိုပါမိလာမှုဖြစ်ပွားတဲ့နေရာကိုမင်္ဂလာတုံမြို့နယ်မိသက်စခန်းပေါ်ပင်မြို့နယ်မိသက်စခန်းအင်းစိန်ခရိုင်မိသက်စခန်းနဲ့ပလဲအရှံမိသက်စခန်းတို့မှမိသက်တပ်ဖွဲ့ဝင်တွေကမိငိမ့်သက်ရင်6စီမိသက်ရေတဲ့ရင်9စီ LUF 60ရင်တစီနဲ့တွားရောက်မိငိမ့်သက်ခဲ့ကြတာမှာည10:54မိနစ်မှာမိငိမ့်သွားတယ်လို့လည်းသိရပါဗျ။ ရန်ကုန်မြို့မှာရင်းမတော်တဆမှုတွေမကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိနေရမှာပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကလည်းမရန်ကုန်မြို့နယ်ပါရမီလန်ချော်ရင်းကုန်းမိဖွားရည်နီမှာရပ်ထားတဲ့ကား၃စီးကိုအိမ်စီးကားတစ်စီးကဝင်တိုက်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်အဲဒီလိုပဲဇွန်လ15ရက်နေ့ကလည်းအင်းစိန်မြို့နယ်တန်လန်းမှတ်တိုင်ရည်နီမှာ YBS 61ရင်းတစည်းကရပ်ထားတဲ့ကိုပိုင်ကားတစည်းကိုဝင်ရောက်တိုက်မိခဲ့ရမှာကားသုံးစီးဆင်းတိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။